မတ်လ12ရက်နေ့နောက်တော့25ခုတင်လူမြတ်ကျော်ညာခင်ပိုင်းတင်ဆက်မှုများမှာကြိုးစားပါတယ်ဒီနေ့တောင်းလိုက်ရေးရသတင်းများနဲ့ပတ်သက်ပြီးထိုးစစ်တိုက်ရှစ်ခုခံစစ်ဆင်နွှဲနေကြကုန်သောသတင်းတွေကတော့ရပ်ွက်အုပ်ချုပ်ရေးမှုတွေရှင်းလင်းမှုတွေရှိတယ်တစ်စဲမှာမြေပြင်ရှင်းလင်းမှုတွေလုပ်နေတယ်မနေ့ကတော့နထိုးကြီးတိုက်ပွဲကြောင့်ဖက်စစ်တပ်နေပြည်တော်တခွင်မန္တလေးတခွင် ပြရာခန့်နေတယ် ရန်ကုန်မှာဒီကနေ့ရုံးပန်ကျောင်းအတူဒီဘာခေါ်လဲပုဂ္ဂလိကကျောင်းနေပါမကျန်မူဂျိုပါမကျန်၅ရက်ပိတ်တယ်တပေါင်းတပေါင်းပွဲနဲ့အဲတပေါင်းပွဲအတွက်နော်ပျော်ပျော်ပါပါသွားကြဖို့ဆိုပြီးဒါမျိုးတွေချိပါတယ်အဲ့တော့ဘတ်ဇက်တက်ကဘာလို့ချင်နေလဲဆိုတဲ့ကိစ္စကျွန်တော်ဒီနေ့သုံးသပ်ဆွေးနွေးကြမယ်ကိုတော်လိုင်းအင်အားစုတွေကဘာလို့နေလဲအရေးချိပါ အရေးကြီးပါတယ်အရေးကြီးတဲ့ကာလကိုရောက်ပါပြီနောက်ပိုင်းပြောမှာတွေကကျွန်တော်တို့စစ်စစ်ဆက်သက်သုံးသက်ပြီးလှုပ်တင့်လှုပ်တိုက်တာတွေအချိန်မဆိုင်လောက်ရမယ်အချက်မျိုးတွေပေါ့မှာဖြစ်ပါတယ်ဒီနေ့ဒီအချိန်မှာတော့နွားကွေးရင်ကြွားကြားဆွဲတယ်ပဲပြောမလားတိုင်းပြည်မငြိမ်သက်မှုကို အခွင့်ကောင်းယူတယ်လို့ပဲပြောမလားအချိန်တွေကတော့နိုင်ငံတော်ကြီးကျွန်တော်တို့နိုင်ငံကြီး စိုးရိမ်စရာကောင်းတဲ့အခြေအနေရှိတယ်။အရကတတော်ကြီးရဲ့ထိုးစစ်အချိန်ကဘယ်တော့အုတ်ရှိပင်ထိရောက်လာပြီဖြစ်တယ်။ကဘာဆရီကိုစစ်ဦးများတယ်။အဲ့တော့ညောင်ကျိုးကနေအေးထိုးစစ်ကြုံပြီးတော့အုတ်ရှိပင်ထိရောက်လာနေပြီလို့နောက်ဆုံးသတင်းများရသိရတယ်။မြို့နဲ့တော်တော်နီးကပ်နေပြီးပြင်းထန်တဲ့ထိုးစစ်မျိုးဖြစ်တယ်။ နော်အဲ့တော့ညောင်ကျိုးညောင်ချီတော့အုံရှိပင်တကြောကမတာပေါ်တဲ့အလောင်းမှန်သမျှပြည်ဒါကဆာကိုပို့ပြီးတိုက်နေစေးုံနေပါအိုနာကျိုးကန်းနေမတာပေါ်တဲ့ကောင်ထပ်နေရဆိုတာကျွန်တော်တို့ကြားရတယ်အဲ့တော့အာကတ်တောအေအေဟာအေအော်ရီတိုင်းပကိုးတိုင်းမကွေးတိုင်းတို့ဖောက်ဝင်ရောက်ပြီးတော့စစ်မျက်နှာဖွင့်ထားတာတွေ့ရတယ်ဒီနေရာမှာကျွန်တော်အရင်ရက်တွေက တရဆက်ပြောခဲ့တယ်စီးဆိုင်ရာခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးအာခတ်တတ်တော်အေအေရဲ့တတ်မှုချုပ်ပုံချုပ်ထွန်းမြတ်နိုင်ရဲ့ထွန်းမြတ်နိုင်ကိုပြည်သူလူထုဟာလုခုံးမယ်ခေါင်းဆောင်အဖြစ်ရှုမြင်လာကြတာကိုတွေ့ရစစ်ကိုအနိုင်တိုက်တယ်လို့နိုင်ငံရေးမှာလည်းတိတိတတ်တတ်ကြာကြာနာနာကစားရဲအုတ်ချုပ်ရေးစီးပွားရေးပထဝီနိုင်ငံရေးတွေကိုလည်းနိုင်နိုင်နင်းနင်းနဲ့ဆောင်ရွက်နေတာ စီးဆောင်ရွက်မှုနဲ့ပတ်သက်ပြီးစီးစနစ်ကြတယ်မာဗျူဟာမြောက်တယ်ငွေကြေးဘတ်ဂျက်နဲ့ပတ်သက်ပြီးအတန်လုံးဝမထွက်စစ်ပွဲနဲ့ပတ်သက်ရင်ဘာလို့လို့လုံမမသိရတော့အောင်ကိုဗျူဟာထမြက်လို့နေဒါကြောင့်မို့ဒီကနေ့ကျွန်တော်ခေါင်းထဲမှာစဉ်းစားမိတာကဘုံကျုံထုံးမြက်နိုင်ကနေပြည်သူလူကိုပြောကြတဲ့စကားဆွေးနွေးစကားဝိုင်းတစ်ခုကျွန်တော်လုပ်ချင် ဒါပေမဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့ကျွန်တော်တွေကအဆက်တွေမရှိဘူးဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့အတူတိုက်ပွဲဝင်နေတဲ့တချို့တပ်တွေနေတော့အဆက်တွေရှိတယ်အဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့ကျွန်တော်ဆက်တွေဖို့ကျွန်တော်စ조사ပါမယ်ပြည်သူလူထုကိုပြောစကားပြည်သူလူထုထံတင်ပြတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့နိုင်ငံရေး vision စီးဆိုင်ရာရှင်မန်းချက်တွေနဲ့ຫນွေဦးတော်လိုင်းရေးကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ကစီးဆိုင်ရာဥစ္စာမှုများဖြစ် ပါဝင်ဆောင်ရွက်ပေးဖို့လူလူရဲ့တိုက်တွန်းစကားတွေကိုပြောကြားခြင်းနဲ့လူလူကိုလည်းဘုရုပ်ထွန်းမြတ်နိုင်စကားကိုနားထောင်စေခြင်းနဲ့အတွက်ဆက်သွယ်ပြီးဆောင်ရွက်ဖို့ကြိုးစားပါမယ်။အကယ်၍ကျွန်တော်ဗီဒီယိုကြည့်နေတဲ့အထဲမှာမှအာခတ်တတ်တော်အေအေနဲ့ထိဆက်ပတ်သက်တဲ့လူတွေဘုရုပ်ထွန်းမြတ်နိုင်တဲ့ထိဆက်ပတ်သက်တဲ့လူများပါခဲ့ရင်ကျွန်တော်လူမြတ်ကျော်ကတမူးကျော်ဘုရုပ်ထွန်းမြတ်နိုင်အားလေးစားစွာဖိတ်ခေါ်ပါတယ်။ကျွန်တော်ကအကောင့်မသိတဲ့အတွက်လာရောက် ဆက်တွေ့ဈေးချင်ပါတယ်သို့မဟုတ်ဆက်တွေ့ဖို့လင့်ပေါ့နော်ချပေးစီချင်ပါတယ်ကျွန်တော်တော့ရောက်ဆက်တွေ့ပါနောက်တစ်ယောက်ကဘူချုပ်ကွမ်မော်ကချင် KI ရဲ့ဦးစီးပိတ်ကင်တယောက်ဖြစ်တယ်ဘူချုပ်ကွမ်မော်ဘူချုပ်ဒီအင်ပန်လာပြီးတော့ဘူချုပ်ကွမ်မော်ပေါ့အဲ့တော့ဘူချုပ်ကွမ်မော်နဲ့လည်းကျွန်တော်တွဲဆုံဆွေးနွေးဖို့တွဲဆုံဖို့ဘူချုပ်ကွမ်မော်ရဲ့စီအီမန်ချက်တွေနိုင်ငံကြီးရွေချက်တွေကိုလူလူကိုတင်ပြဖို့စီရေးဆိုင်ရာခေါင်းဆောင်မှုတွေမှာဘူချုပ်ကွမ်မော်ဘူချုပ်ထုံးမြတ်နိုင်တို့ မြန်မာຫນွေဦးတော်လိုင်းရေးမှာဥဆောင်ပေးဖို့ကျွန်တော်ဗိုလ်ချုပ်ကွန်မော်ရဲ့ page ကတော့တစ်ခါတော့တွေ့ပါတယ်ရှိပါတယ်ကျွန်တော်သွားပြီးတော့စူးစမ်းကြည့်ပါမယ်နောက်တစ်ခါဘူမူးချုပ်တာပုံချုံပုတ်ကူမျိုးတွေပေါ့ DNL သူတို့နဲ့လည်းတွေ့ဖို့စူးစမ်းဖို့စပြီးစူးစမ်းမှာဖြစ်တယ်လို့နောက်တစ်ခုကတော့ကျွန်တော် UNG ရဲ့ကာဝေးဝန်ကြီးကကာဝေးဝန်ကြီးဌာနရဲ့ဝန်ကြီးဦးရီမော တော့ဒီကနေ့တော့ဥယျာဉ်မှူး page ကိုကျွန်တော်စာပို့လိုက်ပါတယ်မင်္ဂလာပါစတင်မိတ်ဆက်ပြီးတော့ကျွန်တော်ဥယျာဉ်မှူးရဲ့စီးဆန်အညီမဲ့ချက်နိုင်ငံရေးဆန်အညီမဲ့ချက်တွေကိုလူလူကိုတင်ပြဖို့ကျွန်တော်စူးစမ်းပေါ့ဘာကြောင့်မိတာတွေလုံနေတာလဲလူမြတ်ကျော်တမူးတွေနဲ့ကျွန်တော်တောက်လျှောက်တွေ့ဖို့လည်းစီစဉ်နေပါတယ်တမူးတွေနဲ့ဆွေးနွေးမှုစကားပြောဖို့လည်းကျွန်တော်စီစဉ်နေပါတယ်စွဖွဲ့နေပါတယ်ဘာကြောင့်လုံလဲဆိုတော့ကျွန်တော်ပြောပြမယ်အပြခင်ဗျားတို့မိအောင်လိုက်ဟာရုရှား 你太阳哥，大米的高端米，大米哥，德山的高粱、高油，都安娜就喜欢这样的，悠悠妈妈相信你吧。你没有来路，高明的得挂，没有来那么些的，不嚼是不嚼出的高明，就美极了。没有第大米哥嘛，德山看他的好眼了。大 s i c 牛肉都靠 b y တိုက်ပြီးအစိတ်စိတ်မွာမွာ꿰ပြီးရုရှားနဲ့တရုတ်ကျွန်းတပေါက်ဘွားရှောက်ဖို့အာနာဂျိုးစီဘွားတကူအတွက်နဲ့မင်းတို့လောက်ရဲ့ကြောက်ကိုကျွန်တော်ရှင်နေနာလို့မဆုံးပါဒီကောင်ကြီးတိုင်းပြည်ကိုရုံမာနေကြပါပြည်သူလူထုတို့ကြီးမပေါ့စားကြပါနဲ့ရှင်ကိစ္စနဲ့ပတ်သက်ပြီးတော့လေအတန်တွေတော်တော်ညံ့နေတာကြားသိရမှာပါကျွန်တော်ဒီကိုခွဲပြပါမယ်ရှင်မှာအိန္ဒိယနိုင်ငံ ချင်းပြည်နယ်တမူးမှရှိတဲ့ကဘောဂျိုင်ဝမ်ကိုမဏိပူရနယ်ထဲကိုပြန်ထည့်ဖို့အဲဒီအထက်လွှတ်တော်မှဆိုဆိုသွင်းတယ်လို့ချင်းပြည်နယ်နဲ့ပတ်သက်ပြီးတော့အိန္ဒိယမီဇိုရန်ပြည်နယ်နဲ့ပေါင်းဖို့ဆိုတာမျိုးတွေအတန်တွေထွက်လာပါတယ်ကျွန်တော်တိုင်းပြည်ရင်းနှစ်တူကိုဝါကူထိုးဖို့အစင်းသည့်ရှိနေကြတဲ့အိန္ဒိယနိုင်ငံတွေကလည်းတရဇက်ကျွန်တော်တို့ကိုထိုးနှက်နေပါတယ်ဒီကြားထဲမှာမတရားအာဏာသိမ်းတဲ့အပြင် ိုက်မိရင်လူလူကိုတစ္ဆာမခံပဲတရုတ်နဲ့ရုရှားဒီမှာတစ္ဆာခံကျွန့်ခံမှုစ조사နေတဲ့မင်းအွန်လိုင်းအပါဝင်စစ်ကောင်းဆောင်ဇူးကလည်းတိုင်းပြည်အချုပ်ချာအာဏာတိုင်းပြည်နေလူမျိုးရဲ့ဇာတိပုံညာဂုံမာနာတိုင်းပြည်ရဲ့တောတောင်ချင်းမီတဘာဝတယံဇာတဒါရင်ကိုလုံလုံထက်မတွက်ပဲသူတို့စစ်ဘိုလ်ချုပ်တိုက်အာဏာမြေကြီးအတွက်ရုရှားလက်ထဲကိုတဝယ်ရင်နဲ့စက်ကန်အပေါင်ပဲဗမာပြည်အမိပိုင်းတစ်ချမ်းလုံးနှီးပါ ထိုးအပ်ဖို့ကြံစီနေပြီတရုတ်ကတော့ရှမ်းပြည်နယ်တခွေဝကိုကန် MNDAA အစရှိတဲ့တပ်တွေနဲ့ရှမ်းပြည်နယ်ရှမ်းမြောက်ကြီးတစ်ခုလုံးတအပြင်ကြောက်ဖြူကြီးနဲ့စီမံကိန်းဆိုတဲ့ခေါင်းစဉ်အောက်ကတရုတ်တပ်အင်အားတောင်းနဲ့ချီပြီးဝင်လာပြီးတော့ဗမာပြည်ကို အပိုင်းပိုင်းခွဲပြစ်ကြဖို့ကျုံမှာဆိုတာကြံစီနေကြပါပြီတစ်ဖက်မှာလည်း ရွေးကောက်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့တတ်ရှုဖို့ကြိုးစားပြီးလှုပ်တည်ဖြစ်စေမလှုပ်တည်ဖြစ်စေတပတ်ကတော်လန်ရေးအင်အားစုနဲ့ NUG ဆိုတဲ့အစိုးရအဖွဲ့ဆိုတဲ့ပုံကူတွေကိုအာယုံနောက်အောင်လှုပ်ထားနိုင်ပါတယ်ရှင်းပါတယ်နော်တက္ကရာကြိုက်မင်းအမိုင်ပြောစကားတွေဟာအယူလို့ထင်ရပေမယ့်အဲ့ဒီအယူကအိမ်ဦးကြီးတဲ့ပါရာမျိုး တွေ့ရပါတယ်သူပြောစကားတွေနောက်လိုက်ပြီးတော့ ကျွန်တော်တို့ဘက်ကတော်လန်ရေးခေါင်းဆောင်ပါဆိုတဲ့ပုံကူတွေတော်လန်အစိုးရပါဆိုတဲ့ပုံကူတွေကသူပြောစကားနောက်လိုက်ပြီးလုပ်နေတာမျိုးတွေသူနောက်ကလိုက်ပြီးသူပြောစကားကိုပဲလိုက်လံခြေပတာမျိုးတွေနဲ့ပဲအချိန်ကုန်တာတွေ့နေရပါတယ်။တမန်ကြီးကမင်းညခရိုင်တရင်ကူမင်းညဘလတ်တိုက်ကဌာနချုပ်ဖြုတ်ခွင့်ခံတယ်။တစ်ဖက်မှာ စစ်ကြောင်းတွေအလဲလဲအပြုတ်ပြုတ်ဖြစ်တာရှိတယ်။တစ်ဖက်မှာတော်လန်တက်ရင်တက်ဖွဲ့တွေအသီးသီးဟာမနေရုံးကန်လာရတာကိုတွေ့ရတယ်။စစ်လက်နဲ့ခရမ်းအပြင် အခြားသောဘာကြီးရကိစ္စတွေနဲ့တော်လန်တက်တွေဟာစစ်တိုက်ဖို့တက်ဂျမုံငွေခရမ်းရရှိရေးကိုလည်းတစ်ဖက်မှာဆောင်ရွက်နေရတာတွေ့ရတယ်။တပတ်မှာမင်းအောင်လိုင်ဟာငွေကြီးများကိုထိန်းချုပ်ဖို့အတွက် MM ကုတ်ဆိုရဲ digital ငွေပေးကြေမှုစနစ်ကြီးကိုစောင်ရွက်ဖို့ကြိုးစားနေ။ဘဏ်ဒီကနေငွေသားထုတ်ယူမှုတဖြည်းဖြည်း short ချတယ်။နောက်တစ်ခုက facet ရဲ့လောက်ကန်စောင်ရွက်ဖို့တစ်ချက်ကြည့်ကြရအောင်။ facet ကသူ့ကိုထောက်ခံတဲ့အစုအဖွဲ့ပန်းသမားကိုသူကကြိုးကန်ကာပါပေးတယ်ဗျာ။နောက်ခံအင်အားပေးပြီးထောက်ပံ့ကူညီကစုဖွဲ့မှုတွေကို မြို့ပြဒေသတွေမှာတရဆက်လုံးပါတယ်ရှင်မူရန်အောင်မိသက်ချက်ချီနီအပြူစောတိပြည်သူစစ်ပြည်သူကိုဒုက္ခပေးဖို့တိုင်းပြည်မှာစစ်တပ်ရဲ့အာဏာတည်မြဲဖို့အတွက်ဘ ਹੁ ချုပ်ကန်မှုစနစ်တဲ့မြေပြင်မှာထိ ंछ ုံနိုင်မှုစုဖွဲ့မှုတွေကိုသူကအနောက်ကရက်ခံကာဗာပေးပြီးဆောင်ရွက်တာကိုတွေ့ရပါတယ်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်မှာတော့တော်လိုင်းအင်အားစုတွေအချင်းချင်းပြန်ပြီးကာဗာပေးဖို့နင်းနေတာတာ တယောက်နဲ့တယောက်ရန်စွဲငုံငုံနဲ့လိုင်းပေါ်တက်အော်ဟင်းနေတာတွေ့ရပါတယ်ကျွန်တော်တို့စီမှာတရင်တက်ဖွဲ့ဆိုင်ရာစုဖွဲ့မှုတွေအဟောတိကံအများကြီးဖြစ်နေပါတယ်နောက်ပြီးတော့တရင်တက်ဖွဲ့တွေနဲ့ပတ်သက်ပြီးကျွန်တော်ဒီနေ့ post တစ်ခုရေးလိုက်ပါတယ်အန်ယူဒီ MOD ကိုပဲကျွန်တော်ရည်ရွယ်ပြီးရေးပြတာပါတွေးမိလို့ပါအဲ့တော့ဒီစီးရေးဆိုင်ရာဥဆောင်မှုစုဖွဲ့မှုတွေအတွက် ဒေသဆိုင်ရာတရင်ပေါင်း300ရှိတယ်ဖြူကားတွေရှိတယ်လို့ပြောတယ်အဲ့ဒီတမူးတွေကနီလာခံလုတ်ပြီးတော့တင်မြောက်တဲ့တမူးချုပ်စစ်ဦးစီးစစ်ဦးစီးကောင်စီဒီလိုဥဆောင်စုဖွဲ့လို့မရဘူးလားလက်တင်ရတွေဆိုတော့ခေါ်ပြီးစစ်ရေးချုပ်တွေစစ်ထောက်ချုပ်တွေအကုန်လုံးကို NLD အမတ်တွေကြီးပဲတော်တော်များများပေါ့နော်ဝင်ကြီးဝင်ကလေးတွေကခန့်နေရဟာတော်လန်ရေးကိုကိုစားပြုတ်သူအဖြစ်ပျောက်ကွယ်ပြီး တစုတစ်ဖွဲ့တပ်ပါတီတတင်းတစ်ဖွဲ့ကိုဆောင်းပွေးဖွဲ့စည်းစုဖွဲ့အင်အားကောင်းအောင်လုပ်နေတာကိုလုပ်နေမှုပေါ်လွင်နေတယ်ပေါ်လွင်နေတာကိုတွေ့ရပါဆိုတော့ဒါဟာတော်လိုင်းကိုအင်အားချိနေစီတော့စီအေးဆိုင်ရာခေါင်းဆောင်မှုပျောက်ဆုံးနေတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ကျန်တဲ့အချက်တွေအများကြီးကြတော့မပြောတော့အဲ့တော့ဒီနေရာမှာကျွန်တော်အမြဲတမ်းပြောသလိုပဲခက်မြမြန်ခက်တော့တော့စုဖွဲ့မှုတွေစတင်ကြတယ် ဒေတာဆိုင်ရာစုဖွဲ့မှုတွေလုပ်ပါပါမယ်ဒေတာဆိုင်ရာစုဖွဲ့မှုဒေတာဆိုင်ရာတပ်ပေါင်းစုဒေတာဆိုင်ရာတပ်မှုများကရွေးချယ်တဲ့ဒေတာဆိုင်ရာစစ်ဦးစီးကောင်စီအဒေတာဆိုင်ရာစစ်ဦးစီးကောင်စီတွေကမှတဆင့်ဒေတာအစုံလုပ်တဲ့စစ်ဦးစီးကောင်စီများအစည်းအဝေးကနေနိုင်ငံလုံးဆိုင်ရာစစ်ဦးစီးကောင်စီဒီကနေမှအလှည့်ကြစစ်ဦးစီးကောင်စီဥက္ကဋ္ဌနေပြီးတော့စီဦးသည်အချုပ်ပြီးတာဝန်ယူပြီးတနိုင်ငံလုံးကရှိသည်များလက်လက်ကင်တက်များ တော်လန်ကြီးတက်များကိုဦးစည်းဦးဆောင်လောက်ကတော်လန်ထိုးစစ်ကြီးဆင်နိုင်ဖို့အမြန်လောက်ပါရပါလိမ့်မယ်ရွေးကောက်ပွဲကိုဖြတ်ကြငါတို့ရွေးကောက်ပွဲကိုသဘောမတူဘူးဒီလိုအော်ဟစ်ပြီးဇုံးနဲ့တက်ပြောနေုံနဲ့ဘတ်စစ်တက်ကစောက်လူဆိုင်မှာမဟုတ်ပါတပတ်မှာရန်သူဟာရရှာတေးကိုကာပါလုတ်ပြီးတိုင်းပြည်ကိုထင်တိုင်းကျဲရုပ်မှာဖို့နီလန်ပေါင်းစုံနဲ့ပြင်ဆင်နေချိန်မှာကျွန်တော်တို့ဒီဘက်ကတော်လန်အင်အားစုကြီးတွေရဲ့ခေါင်းဆောင်ကြီးတွေဟာ ရိတ်ကောက်ပွဲပျက်စီးရေးကိုဇောင်းပီးပြောနေကြပါတယ်စစ်နိုင်ရင်ရွေးပောက်ပွဲလုပ်လို့မရဘူးနေပြည်တော်ကိုတတ်သိမ်းနိုင်ရင်ရွေးကောက်ပွဲလုပ်လို့မရဘူးရှင်းလို့ဘလောက်အော်အော်ဘလောက်ပြောပြောစစ်နိုင်တိုက်ရေးကိုတွားရအောင်ဖြစ်ပါတယ်တိုးတော့တပတ်မှာစစ်အနိုင်တိုက်ရေးကြီးပဲပြောတော့လက်နက်ကင်အားလက်နက်ပါဝါစစ်စီပါဝါမြင့်တက်လာတာနဲ့အမြန်လက်နက်ကင်သူတွေရဲ့ အချို့သောပုံကိုယ်ရဲ့ကျင့်ဝိမဲ့အဓိကတော့ပါသုံးလုံးတွေများတယ်တချို့ LPDF တက်တည်လဲရှိတယ်တချို့တတ်နှစ်တက်လောက်ရှိတယ်ဒါပေမဲ့နည်းတယ်မရှိတလောက်ပါသုံးလုံးတွေရဲ့သတင်းတွေလိုင်းလိုင်းထပြီးလက်လက်ရဲ့အရတာကိုတွေးလာကြတဲ့အခါကျစီပါဝါကြီးပဲလွတ်ထားလို့မရဘူးနိုင်ငံရေးအတွေးခေါ်သဘောတရားယုံကြည်ချက်ကိုတက်စင်ကြရအောင်ဖြစ်လိမ့်မယ်ဆိုတဲ့အယူဆကြီးကို လွန်ခဲ့သောနှစ်တွေကကျွန်တော်တို့ခဏခဏပြောပါတယ်အဖတ်မလုပ်ပါဘူးအခုဆိုရင်တော်လန်တက်တွေအသီးသီးမှာနိုင်ငံရေးအတွေးခေါ်လက်နက်ကိမဲ့ရောတွေ့ရပါတယ်တော်တော်များများပါခင်ဗျာတချို့တက်တွေတက်ကောင်းဆောင်တွေမှာတော့ရှိတယ်တချို့တက်မှုတော်တော်များများမှာနိုင်ငံရေးမသိဘူးကငါတို့ကစစ်တိုက်ဖို့ပဲငါတို့ကတော်လန်ဖို့ပဲမှန်တယ်နိုင်ငံရေးမသိပဲတော်လန်လို့မရဘူးတော်လန်ရေးဟာနိုင်ငံရေးကနေဖြစ်လာတာ ိုင်ငံကြီးပြဿနာကြောင့်တော်လိုင်းကြီးဆင်ွေးတာတော်လိုင်းကြီးဆင်ွေးတာမှတော်လိုင်းပုံတရအနီးပေါင်းစုံကနေတဲ့ဆင်စင်ကဲပြောင်းလဲမှုဖြစ်စဉ်ရမဖြစ်မနေလက်နက်ကန်တိုက်ပွဲကိုဆင်ွေးတာဖြစ်ပါလေလက်နက်ကန်တိုက်ပွဲတည်းဆင်ွေးပြီဆိုရင်ကျင့်ဝင်စည်းစံအတွေးခေါ်မရှိဘေးထွက် ဆိုးကျိုးတွေအများများပါလေဒါကိုကျွန်တော်တို့တတ်မှုတွေတတိချာချာလို့ပါလေဒါကြောင့်မို့ကျွန်တော်ဒီရပိုင်းနေပါ ားမှုတွေစုစည်းဆွေးနွေးပြီးဒေါ်လာရေးကိုသွေးသိက်လောင်းချဖို့လိုပြီးနိုင်ငံလုံးဆိုင်ရာစီအောစာကြီးလူတွေဖြစ်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဗိုလ်ချုပ်ကွန်ဘောမဖြစ်မနေအမျိုးသားညီညွတ်ရေးအစိုးရကကာဝေးဝန်ကြီးဦးရီမူလူမျိုးတွေကျွန်တော်တို့တွေ့ချင်နေပြီစကားပြောချင်နေပြီကျွန်တော်တို့လူလူကိုတင်ပြစီချင်နေပြီဒါကျွန်တော်တယောက်တည်းတော့စီပါဝါဥဆောင်မှုအပြင်တစ်ဖက်မှာနိုင်ငံရေးအိုင်ဒီယိုလော်ဂျီနိုင်ငံရေး ဆိုင်ရာကောင်းဆောင်မှုဒီနှစ်ခုမပေါင်းဆက်ပဲနဲ့တော်လန်ရေးကိုဆင်နွှဲလို့မရပါဘူးတပတ်မှာစစ်နိုင်တိုက်ရေးနဲ့လက်နက်ကင်တိုက်ပွဲဆင်နွှဲနေတယ်လို့အဲ့လက်နက်ကင်တိုက်ပွဲကြီးကိုပုံမှုအကျိုးဖြစ်ထွန်းနဲ့ပုံမှုတက်မှတ်တဲ့ရည်ရွယ်ချက်တွေကောင်းမွန်စေဖို့အနောက်ကနိုင်ငံရေးအတွေးကလက်နက်မတက်ဆင်ပဲနဲ့တနက်တွေကင်ထားရင်အဲ့တနက်တွေဟာကင်ထားသူရဲ့ခံစားမှုအလိုက် အကောင်အဆိုးဘေးထွက်အဆိုးကျိုးတွေအများကြီးရှိပါတယ်ဒီအချက်တွေကိုကျွန်တော်တို့လူတွေကျွန်တော်တို့ရဲဖို့တွေတဘောပေါက်မှာပေါက်ရမှာဖြစ်တယ်နိုင်ငံရေးအရာဖြစ်ပေါ်ပြောင်းလဲတိုးတက်နေတဲ့ဒေတာတွေအခြေအနေပထဝီနိုင်ငံရေးအခြေအနေကဘာကြီးရဲ့အခင်းချင်းဒီနိုင်ငံရေးတွေကို မတိဘဲနဲ့တော်လှန်ရေးကိုဆင်နွှဲလို့မရပါဘူးနိုင်ငံရေးကိုတိအတွေးကိုခိုင်ခိုင်မာမာနဲ့ဆင်နွှဲနိုင်ရင် တယောက်ကောင်းကတပေါင်းပူကြီးညံ့ညက်ကြီးခဲ့လို့ဘတ်စစ်တဟာအင်မတန်ကြောက်ရွံ့တုန်လှုပ်တဲ့သူတွေဖြစ်လာပါလိမ့်မယ်။တနတ်တနတ်ချင်းရှင်ပြတဲ့ကိစ္စမှာတော့ဘတ်စစ်တဟာတနတ်ကိုစိုက်ရုံနဲ့ထုတ်နေတာ။ကြိုက်တဲ့နိုင်ငံကလက်နက်တွေလေရင်တွေဝယ်လို့ရတာ။ကျွန်တော်တို့ကျွန်တော်တို့ဘက်ကလက်နက်ခဲရဲနဲ့ပတ်သက်အားနေပါတယ်။ကျွန်တော်တို့ဘက်ကအားကောင်းတာနိုင်ငံရေးဖြစ်ပါတယ်။အတွေးခေါ်ဖြစ်ပါတယ်။ယုံကြည်ချက်ဖြစ်ပါတယ်။ပြည်သူလူထုတောက်ခံမှုဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အားနေချက်တိုက်ပွဲတစ်ပွဲဟာ အာနေချက်ကိုအယံဖြစ်တာပြီအာကောင်းချက်နဲ့ထိုးတိုက်ရမှာဖြစ်ပါတဖက်မှာကိုကိုကိုခုကံကာကွယ်ဖို့ကိုဒေတာကိုနေမီကာကွယ်ဖို့တော့လည်းဟောအရာကောင်းတဲ့စူးစီးမှုနဲ့တော်လန်ထိုးစကြီးဆင်ပြီးနေပြီးတော့တိမ့်ပိုက်ဖို့ရန်၎င်းရန်ကုန်တိမ့်ပိုက်ဖို့ရန်၎င်းတနက်ကင်ထားတာကိုအကျွေးမဲ့သဘောတူပါတယ်တို့တော့တဖက်မှာနိုင်ငံကြီးတိုက်ပွဲဆိုတဲ့နိုင်ငံကြီးအတွေးခေါ်အိုင်ဒီယာ သဘောတရားရှိရအယူအဆတွေအားကောင်းကောင်းနဲ့ဖတ်စစ်တက်ကိုဖုံးနဲ့နိုင်ရမှာဖြစ်ပါတယ်ဖတ်စစ်တက်ကြောက်တာတူးတုံအောင်ကြောက်တာနိုင်ငံကြီးဖြစ်ပါတယ်ရှေးကသူတို့ကြွန့်ချင်ပါတယ်သူတို့ expect ပါတိုးတော်သူတို့ရဲ့အဓိကအားနည်းချက်ဟာပြည်သူလူထုမထောက်ခံနိုင်ရဲ့တတွင်အကျင့်ပြတ်ခြားစားမှုတွေပြောရရင်တော့ အကျိုးစီးပွားအကျင့်ပြတ်ခြားစားမှုတွေနဲ့စစ်တပ်တွင်းမှာစစ်တပ်တွေကိုဝင်ရင်လက်စားဖို့ပြည်သူစီကဂုတ်သွေးဆွတ်ဖို့ယူရခြင်းနဲ့ဝင်လာတဲ့ကောင်တွေကြီးပဲဖြစ်နေတာရယ်ကပိုင်းနဲ့တခုချဘူးဒီကောင်တွေကြီးပဲစစ်သားဖြစ်နေတာကြောင့်လက်ရှိအချိန်မှာဆစ်ရှုံးနေတာဖြစ်ပါတယ်။တာမန်အချိန်မျိုးဆိုရင်မင်းအောင်ပိုင်းဖက်စစ်တပ်ရဲ့ဒုတွေအင်အားကိုတိုက်နိုင်မှုအတွက်ကျွန်တော်တို့တော်လိုက်အင်အားစုဘက်မှာဘိုးအမေပေးကုကဲမှုဌာနချုပ်တွေ အုပ်ချုပ်ထောက်ပံ့ဥယေထောက်စနစ်တွေနိုင်ငံလုံးဆိုင်ရာစုစည်းမှုပြည်တဲ့နိုင်ငံလုံးဆိုင်ရာစစ်ဆင်ရေးမဟာဗျူဟာတွေမရှိဘဲနဲ့မင်းအောင်လိုက်ဖက်စစ်တပ်ကိုမြစ်ပြတ်ချေမှုန်းပြီးစစ်နာ တိုက်ဖို့အလံဝေးနေပါသေးတယ်။ဒါကိုတက်တဲ့ရှုမြင်ကြရပါမယ်။ဒါကြောင့်မို့လူများကျော်အချိန်ချင်းပြောနေတာသွေးသစ်လောင်းကြတော့စုပွဲမှုတဲ့ခေါင်းဆောင်တဲ့စီးရေးဆိုင်ရာခေါင်းဆောင်မှုနိုင်ငံရေးဆိုင်ရာခေါင်းဆောင်မှုဒီနေရာမှာအန်ယူဂျီကလူတွေပါလာပါပေါ့ အန်ယူဂျီကိုကျွန်တော်အမြဲတမ်းပြောတယ်လင်းနစ်တာစုဖွဲ့ထားတဲ့စုဖွဲ့မှုရဲ့အခြေငွေကြေးတွေဟာမရှိတာတည်းရှိတာကပိုကောင်းတယ်သို့တော့ရှိနေတဲ့အစုဖွဲ့ကြီးတံပိုးကြီးပြီးအလုံးလောက်အောင်အမုန်းခံအစဲခံအစုခံကိုတမင်းကိုစားပြောနေတာဖြစ်တယ်ကျွန်တော်တို့ကပို့ပြီးလုံနိုင်စွာရှိသို့တော့မလုံနေလို့ပြောနေတာဖြစ်တယ်ခုနကြွေးကောက်ပွဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒီကိစ္စဆိုရင် နိုင်ငံရေးဝန်ကြီးဌာနဆိုစင်မောအပါအဝင်အင်တာဗျူးတွေတက်တယ်။ဇုံးနေနေပေါ့ BOE တို့ MNE တာဟာတာမန်ကြည့်ရင်နိုင်ငံရေးဟင်ဒေါ်လာကြီးလုံနေတယ်လို့လို့ပဲမဟုတ်ဘူး။အဲ့ဒီကောက်ဝဲလုပ်ငန်းစုကိုဖျက်ဖို့လက်တွေ့မြေပြင်လုပ်ငန်းစစ်တွေဘာတွေကြမှတ်တာလဲ။ online ပေါ်ကသတင်းတောက်တွေကိုဗျူးပေးရုံနဲ့အဲ့ဒီကောက်ဝဲလုပ်ငန်းစင်ပြတ်မသွားဘူး။အဲ့တော့ရောက်ကအုတ်ချိုကြီးတောက်တိုင်စနစ်ကြီးကိုဖြုတ်ချကြတာကျွန်တော်ပြောတယ် ကဝေးဝန်ကြီးဌာနကပြည်ထောင်ဝန်ကြီးဌာနများကစစ်မိတ်ထုတ်ပြီးပါကပါပါလာပါပါပါတမားကဝေးဝန်ကြီးဌာနအောက်ချီတိုင်ရင်တပ်ဖွဲ့များအီမိတ်ကိုကျွန်တော်ထုတ်ပြန်ခိုက်သည်တိုင်ရင်တပ်ဖွဲ့များရှိတဲ့လက်နက်လူသူများဖြင့်စစ်ရေးစင်းပြုစုကရှိသောမောင်းပြန်ရိုက်ဖယ်နှင့်ညီမြသောအထူးလှုပ်ရှားတပ်များဖွဲ့၏မိတို့လူထိတ်ချုပ်ထားသောနေမည်မလန့်မကန်ထိဆက်ရာဒေတာအနံ့အပြားမှရက်ွက်ကြီးရွာများသို့ 如果屋企冇嘢冇事嘅，我哋阿大姨話：，得苦龍哥，家陣呀，揾藥，潘子跌打骨折嘅，知道嘛？生命可貴嚟嘅，望住人哋睇落去，揾藥。當年嘛，講上啲嘅冇痛，甚至你而家住喺呢個市區嘅，講上你表痛，嗱你試下睇下，得唔得？得就係你食下都，阿爹啲都白啲啲嘅咯。 စုဝေးတိုင်ပင်စီယုံဆွဲခေါ်ဒါဒီမလုံခွဲနဲ့မင်းအောင်လိုက်စစ်တပ်မနိုင်ဘူးလို့ခဏခဏပြောနေတယ်မင်းအောင်လိုက်စစ်ရှုံးစီဘူးလို့ဟောပါမှာမင်းအောင်လိုက်ကိုစစ်နိုင်ကိုကိစ္စမှန်သမျှအကုန်လုပ်ရမှာဖြစ်တယ်ဒီအချိန်မှာပုဂ္ဂိုလ်ကြီးမတည့်တာလေ तू ကတော်နေတိုင်းငါတော်နေတယ်ငါပါတီကမဟုတ်တာငါအင်မီကြီးမဟုတ်တာတွေထက်တွက်နေမယ်ဆိုရင်ခမရတို့ကနိုင်ငံနဲ့လူတို့ကိုကိုစားပြုတ်သူတွေဖြစ်မလာတော့မင်းအောင်လိုက်ကတော့ ဖက်စစ်တပ်ကတော့စစ်အာဏာရှင်စနစ်နဲ့စစ်ကောင်းဆောင်တို့ကြီးပွားရေးအတွက်တိုင်းပြည်ကိုအစိတ်စိတ်မောင်မောင်ခွဲချီပြီးရုပ်မာဖို့ကြံစီနေလိမ့်ပြီကျုပ်တို့တွေတော်လိုင်းရေးဘက်ကတို့တွေအရင်လိုပဲအီယုံအီယုံနဲ့လုံနေလို့မရတော့ဘူးစူပွဲမှုအစ်စ်တွေပြင်ဆင်ကြတော်လိုင်းရေးတပ်မှုတွေစုစည်းကြသွေးသစ်လောင်းကြဖက်စစ်အာဏာရှင်စနစ်ကိုရိုက်ချိုးကြရိုက်ချိုးဖို့နိညာတွေကိုလည်းကျွန်တော် နေ့တိုင်းပြောပြနေပါတယ်လောက်တာလို့တို့ကိစ္စအဲ့တော့ကျွန်တော်တို့ကျွန်တော်အနေနဲ့ကတော့စီးပါဝါကြီးမားသောပုဂ္ဂိုလ်များနဲ့တွေ့ဆုံဖို့ကျွန်တော်ဒီနေရာကနေအဆုပြုပါတယ်ကျွန်တော်စ조사ဆက်သွယ်ဖို့လေ조사ပါမယ်အကယ်၍မှဤဆက်ပတ်သက်တဲ့လူတွေပါရင်ကျွန်တော်ကိုလင့်လေးခြားပေးပါကျွန်တော်တွားရောက်တွေ့ဆုံပါမယ်တွားရောက်ဆက်သွယ်ပါမယ်အဓိကတော့ဘုကျုပ်ထွန်းမြတ်နိုင်တယောက်ကိုကျွန်တော်လင့်မရှိဖြစ်ဘုကျုပ်ကမှပိတ်ရှိတယ်ဦးကြီးမှပိတ်ရှိတယ်အခြားသောတပ်မှုတပ်ဖွဲ့တွေကိုကျွန်တော် ဒီဘက်မှာစတင်ပြီးတော့စူးစီးဖို့လုပ်နေတယ်။အဲ့တော့တွေးတက်လောင်းပြီးအောင်ဘွဲကိုရယူမယ်လို့ကျွန်တော်ပြောရင်အောင်ဘွဲရပြီးစားတူထိုင်မယ်။ဒီညောင်လောက်ပါမယ်အားလုံးကိုကျေးဇူးတင်